ညီမတို့နေရဆမ်မရုံကနေပြီးတော့ပက်ကနဲအောင်ဆိုရင်၃ပူတာလောက်ပဲဝေးတော့ရထားပဲစီးပါပါဘောနော်အာရွှေရွှေရောက်ရထားပေါ်မှာလည်းငင်းငင်းလက်စားမှမနေပါဘူးရှင်ဟိုဆွဲလိုက်ဒီဆွဲလိုက်ပွဲစီကတော့အရှိရေးပဲလူကလည်းစီးသလားမမေးနဲ့မုတ်တရားလည်းရောင်းလာမှာစုံနာပဲ အဲ့နေမှာလည်းဖိုင်ရန်စာလို့ဆိုပြီးကြက်ကင်ဆိုင်လေးကောင်းမလားဆိုပြီးဝင်ပြီးတော့ဝယ်လိုက်တယ်ကြက်ကင်နဲ့ထမင်းနဲ့90ပေးရပါတယ်ရှင်စာလို့ကောင်းပါတယ်ရှင်မရန်ကုန်မှာဆိုလို့ရှိရင်မိုးကောင်းပွဲစီမှာခဏခဏပြစ်နေကြအောင်ဆိုလမ်းမအရန်တက်၃ချက်ပြစ်တာတစ်ချက်ပဲမှန်တယ်။ ကျမယောက်ျားကတော့တစ်ချက်ပြစ်တာနဲ့တစ်ချက်ထိပါရဲ့ရှင်။အဲ့နဲ့ဘာယုတ်ဒီယူရင်ကောင်းမလဲဆိုပြီးရွေးနေတဲ့အချိန်မှာကျမကတော့ဘဲကိုချင်းလို့ဘဲကိုပဲယူလိုက်ပါရဲ့ရှင်။အားရ။ရဘဲရပါပါ။ ဘိုင်ရန်စာနဲ့ကွတ်တူတူပွဲဝင်စားပြီးတော့စောနာဝင်လိုက်ကြကြော်လေးနဲ့တူတူစားလိုက်တယ်ကွတ်တူလေးကလည်းတော်တော်စားကောင်းတယ်ဆူဆူကလည်းလိုက်ပြီးတော့စွဲပါတယ်ပွဲစီရလို့ရှင်ဒီကောင်လုံးဝစီးတဲ့နဲ့ဘာဖြစ်လို့လဲဆိုတော့90နဲ့ပေးရတဲ့စီးနဲ့အရန်အောင်မှတန်နေစီးရတယ်အရန်မိုက်လေးပေါ်မှာဝီ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 နဲ့ပြန်နေတယ် လူတွေကလည်းအများကြီးပဲပူကလည်းပူနားကလည်းညီစိတ်ကလည်းရှုံအိတ်ကလည်းအိတ်ချင်ဆိုတော့ဆရာမကြီးကငိုပြီးတော့အိမ်ပြန်လိုက်ရပါတော့ရှင်ကျေးဇူးတင်ပါတယ်